ကျွန်တော်ပြန်ချနိုင်ရည်လက်စွပ်တွေဒီရွှေတွေကဘာမှဒီချိန်မှာလုံးလို့မရဘူး။ပြန်စဉ်းစားကြည့်နိုင်ဒီပဝါကြီးမှာကျွန်တော်ဘာမှမဟုတ်တာတွေကရှင်းတန်းတာမရှိဝမ်းသာတွေဘူး။အဲဟုတ်တယ်မလားကိုလည်းလုံးရက်နေပြီကွာနိုင်ငံကြီးဘာဆက်ပြုံမလဲမသိသေးဘူးကွာ။ဟိုတဘာဝဘေးအန်နေကြီးဘယ်လိုရိုက်ခောင်မလဲလည်းမသိသေးဘူး။ပြီးတော့ကိုနိုင်ငံကြီးကလည်းဘာဖြစ်ဖြစ်မလဲမသိဘူး။ပြီးရင်နောက်၄កောင်ကထပ်မွေအောင်မှာကမ္ဘာ၄កောင်ကရုရှားမြောက်ကိုရီးယားအမေရိကန်နော် SW အကောင်၄កောင်ကထပ်မွေလို့ရှိရင်ကမ္ဘာပြောင်းမယ်စက်ကပြောချင်တာ။ပြီးလားအဲ့တော့ကျွန်တော်တို့ကြိုးတွေးထားပြီးကြိုးလှုပ်ထားမယ်ပြင်ဆင်ထားမယ်ကိုဘဝတွေကို။ ရှင်သန်လုံးလေးလောက်ကကောင်းမှုကုသိုလ်လေးအကုန်လောက်ကြတက်နိုင်တဲ့ဘက်ကဝိုင်းဝန်းပြီးတော့အားဖြည့်ထားကြဒါပဲတက်နိုင်တော့လောင်းမှာလောင်းမှာ2026တော့ဘူကန်နဲ့လေဘူကန်နန်းဆိုတော့ပိတ်ပါပဲကျွန်တော်တို့ကထပ်ပြီးဖြစ်နေအောင်ပါပဲအကုန်လုံးလူတွေဒုက္ခရောက်မှာပဲ2029မှာဒါကျွန်တော်နမိတ်ကောင်းမယ်ပြောချင်တာဒါတဘေးတင်ဟောနေရလည်းမဟုတ်ဘူးဗျာပြန်တွက်ကြည့်လိုက်သေချာကန်နန်းရအောင်သိမ့်မှန်သဘောတရားကိုအရှိလူရဲ့တဘောရှိလူရဲ့တဘောသာကောင်းလောင်းနေတဲ့နယူးဇီလန်ဖက်ဟမ် နယူးဇီလန်ဖက်မှာအခုဆူနာမီတောင်လာနိုင်တယ်တဲ့အဲ့ဒါတို့တယ်အဲ့ဒီမုန်တိုင်းမှာထက်လာအောင်မယ်ဆိုစဉ်းစားကြည့်အကောင်ပြီးွားပြီဆိုကျွန်တော်တို့ပြက်ပြီပြက်ပြီးပြီဆိုပြန်ကောင်းဖို့ပဲရှိတော့တယ်ဒါမဲ့နော်ကျွန်တော်ပြောချင်တာကတော့မြန်မာနိုင်ငံမြန်မာနိုင်ငံမြန်မာနိုင်ငံအတူမြန်မာနိုင်ငံသားတွေကစိတ်ကိုအတတ်နိုင်ဆုံး strong လုပ်ထားရမယ်။ဘာ strong လုပ်ထားမလဲလို့မေးလို့ရှိရင်ဟိုကျွန်တော်တို့ဒီချိန်မှာရှင်သန်မရမယ်။ဒါပဲပြောပြတယ်ကျွန်တော်တို့ရှင်သန်မရဘာလို့လဲကျွန်တော်တို့မြန်မာနိုင်ငံပြတ်သွားပြီဆိုပြီးတာကျွန်တော်ပြန်ကောင်းလာတယ်ကျွန်တော်လူလွယ်ဟဲ့ အာရှမှာနံပါတ်၁ပဲမြင်လို့ကြည့်လိုက်။ဘာလို့လဲကျွန်တော်တို့ပြတ်သွားတဲ့သဘောတရားတွေအကုန်သိပြီးသားတွေကောင်းဖို့ပြင်ဆင်တော့မှကျွန်တော်လူငယ်တွေအကုန်လုံးကဘောပါလား။ကျွန်တော်တို့သွားတော့မှာ update တွေမြင့်တော့မှာကျွန်တော်တို့ကနိုင်ငံတွေကိုကောင်းအောင်လုပ်တော့မှာကျွန်တော်တို့နိုင်ငံကျွန်တော်တို့ဘာလို့တနည်းအားဖြင့် why ကူညီကြမယ်ကွာဥဒေချက်သေးတဲ့ဘွဲ့ပေါ့အသိဉာဏ်ပညာရှိတဲ့ကောင်ကလာခဲ့အတက်ပညာရှိတဲ့ကောင်လာခဲ့ပူးပေါင်းပြီးတော့ပြန်လှထုတော့မှာဂျပန်အင်ကပါစစ်ပြတ်သွားတယ်လို့ပေါ့ဂျပန်တို့ဝီယက်ကျဲကန်တဲ့အချိန်မှာ95နှစ်တိတို့ပြတ်တီဆောင်လိုက်တော့အာရှမှာဂျပန်ဂျပန်ပဲပြောချင်တာသိရမလားအဲ့လိုပဲမြန်မာကလည်းနောင်မလုံးနဲ့တမန်စာရထုံးကားတဲ့နိုင်ငံဒါပဲချိန်စာသိနေတာပြောချင်တာကျွန်တော်နိုင်ငံ ကျိန်သာတင့်နေတဲ့အတွက်ကျွန်တော်တို့ထိနေအောင်ပါပဲဒီဥပတ်တရားတော့ထိနေအောင်ပါပဲဒီဥပတ်တရားအကုန်ထိနေအောင်ပါပဲဘာလို့ဒီပထဝီပထဝီတေသောအာဘောဝါရောဆိုတဲ့ဓာကြီးလေးပါးပေါ်မှာနေထိုင်နေတဲ့အတွက်ကျွန်တော်တို့ဖြစ်နေအောင်ပါပဲဒီဓာတ်တွေနေရာအဲ့လိုအဲ့လိုပေါ့နော်ချင်းမှလည်းချင်းရဲ့အတိတ်တပောင်နဲ့မိတ်ဆောင်ခဲ့တဲ့ဇာတ်ကားတွေရှိတယ်ကွာကဘာဘလို့ပြက်ပြီးတော့ဘယ်ချင်းမှဘလို့တပောင်ထုံးကားလာမယ်ဆိုတဲ့ဇာတ်ကားတွေရှိသလိုအလာရှင်မြတ်ကလည်းတိုင်းပဲပြောခဲ့တာပဲမွတ်စလင်ဘာသာမှာလည်းအစ္စလာမ်မှာလည်းအဲ့လိုပဲပြောခဲ့တာပဲအစ္စလာမ်ဘာသာမှာလည်းအဲ့ဗုဒ္ဓမှာလည်းအဲ့လိုပဲပြောခဲ့တာပဲဟိန္ဒူမှာလည်းအဲ့လိုပဲပြောခဲ့တာပဲတို့တပောင်ဇာတ်ကားတွေရှိတယ် ကျွန်တော်အဲ့ဒါကိုသွားပြီးရှောင်လို့မရဘူးစာဖတ်စာဖတ်လူငယ်စာဖတ်နောက်ပိုင်းနောက်ပိုင်းတမိုင်းကြောင်လေ့လာပြီးရှောင်လန်းပေါ်ဘဝကိုသိရမလားကြိုတင်ပြင်ဆင်ခဲ့ပါကွာကို generation တွေအတွက်ကြိုတင်ပြင်ဆင်ခဲ့ပြီးပေါ့ကွာအခုအိမ်တွေပိုင်းငလင်လုံးဘလို့ဖြစ်သွားပြီးဆိုသိလိုက်မလားသိရင်ငါတို့အိမ်ဆောင်ဘလို့ဆောင်အောင်လဲကျွန်တော်တို့ generation မှာသိသွားပြီပြောချင်တာဟောရေတန်းရေတန်းလိုက်ငါတို့အိမ်ကိုရေဘလို့ခံနိုင်ငါတို့ရေဘလို့ဖောက်တော့ပြီးရေကနေဘလို့ကုငါဘလို့ရှောင်အောင်လဲဆိုတဲ့နောက်တဲ့တဘာဘာဘေးအနေနဲ့သိသွားပြီအဲကျွန်တော်တို့ရဲ့မမ်မူရီကို mindset တွေကိုအလကားပေးနိုင်မှာမဟုတ်ဘုရားသခင်ကပြောချင်တာကျွန်တော်တို့အသိဉာဏ်တွေထည့်ပေးနေတယ် နောင်လာနောင်တဲ့မျိုးဆက်တွေထက်ကောင်းလာအောင်လို့ဒါပဲကဘာတော့အချိန်နဲ့ပြတ်ပါပဲမပူနေနဲ့ကျွန်တော်တို့ကဘာကြီးဖြတ်မဲ့ကောင်ရှိပြီလားဒီကောင်ကြီးအဆုလိုက်လို့လည်းဖြတ်ပြီးတော့တုတ်ဝမ်းမကောင်တသက်ရှိအဲ့လိုမျိုးကတည့်ပြောနေတာတည့်ရမလားဘာလို့နျူကလ িয়ার ရဲ့ကဘာမှာလက်နက်တွေကြီးထွန်းလာတဲ့အတွက်သူတို့ကအာဏာဆက်ဆိုရဲ့အရာကြီးလိုချင်လာမှာပဲသူပဲကြီးစိုးချင်တဲ့စိတ်ကဖြစ်လာတဲ့ခါကျဒီအဆက်မမဟုတ်ဘူးအရှိမမွန်ဂိုရုရှားဗြိတိရှားအာစပိန်တကယ်တမိုင်းကြောင်းတွေရှိခဲ့ဘူးလေကဘာကဘာမှာဂျပန်ကြီးကစဘလို့ ကိုလိုနီလက်ထက်မှာဘလို့အုပ်စိုးခဲ့တာဆိုဗေနိုင်ငံကြီးကိုနည်းနည်းမိတ်ချဲ့ခဲ့တာဆိုတမိုင်းမှာကုန်ကြီးလိလာကြည့်လိုက်ပြီးတော့ဗေနိုင်ငံမှာဘလို့ငလင်လောက်ခဲ့တာတွေဗေချင်းမှာဘလို့စူနာတွေဖြစ်ခဲ့တာတွေဗေနိုင်ငံကဘလို့ရိုက်ခိုင်ဗေနိုင်ငံကိုသွားရဲဆိုတဲ့ join set တွေပေါ့ကျွန်တော်တို့ကမလိလာအနေလို့ခံရတာဒါပဲလိလာကြပါမြန်မာလူမျိုးတွေတက်နိုင်တော့လိလာအကောင်းလို့မြန်မာလူမျိုးကကမ္ဘာမှာနံပါတ်1ပဲဂျူးပြီးကျွန်တော်တို့ပဲဉာဏ်ပညာအထက်ဆုံးကပြောချင်တာအဲ့လိုပေါ့ပြီးတော့တိုင်းရင်းသားတွေပို့ထက်တဲ့เจ้าနိုင်ငံမှာပြောချင်တာတိုင်းရင်းသားအခုချင်းကရင်လုံးဝစောင်းတော်တဲ့အုံနောက်တွေက ဘလို့တစ်ဖက်ကန်းထက်မှမသိဘူးအဲကျွန်တော်တို့ထက်ပို့တော်တယ်ဗမာကြီးထက်ဗမာကနေတခါကျရင်အရန်တည်ယူတန်တဲ့စိတ်ရှိသေးတယ်ဗမာကြီးမှာဘလို့ဆိုငါအမျိုးငါဆိုအဲ့လိုမျိုးရှိသေးတယ်ကွာပြောချင်တာငါအတ္တလေးရှိသေးတယ်ဒါလည်းရည်ရွယ်မှုဘာသာသာသနာပြောင်းမှာဆိုလို့ဆိုတဲ့ကာကွယ်မှုတစ်ခုပဲလေဖြစ်ရင်ဖြစ်မှာပါကျွန်တော်စိတ်ထဲမှာတော့သိရမလားအဲ့လိုတွေးပဲတွေးပါတယ်လုတ်ရရှိရလုတ်ကမှာပဲသူ့အောင်တက်တာတက်နေမှာပဲအကုန်လုံးတော့ကျွန်တော်တို့ချမှာပဲ ကျွန်တော်တို့အဲ့ကြောင့်ထိရောက်တာငွေလုံမဲ့သူလည်းငွေရဝိုင်းသူကသူကုန်စင်းလို့တက်တဲ့နေရာမှာဝယ်ပဲဆဆာအိမ်မဲဆဆာအသူတို့လို့ကျွန်တော်လို့မဟုတ်တော့ကျွန်တော်ထိရောက်အောင်လုပ်လိုက်ပြီအဲအဲ့လိုမျိုးပေါ့ပြည့်မလားအဲ့တော့ဈေးဆိုင်ကဒေါ်ကြီးနဲ့တေးဟုတ်ပါရင်ညံမဖြစ်ချင်တော့ဘူးလေခါတော့ဒေါ်လို့ဟုတ်တယ်ဒေါ်ကစီးပွားရေးတစ်ဖက်မှာပဲညံညံကောင်းကောင်းလေးပဲကျန်တဲ့အတိပြားမှာခင်ဗျားတကူးမှအတိမသိဘူးလို့ခင်ဗျားကလူကြီးမဟုတ်ဘူးလို့တွားလို့လူကြီးဆိုတာအတိညာပညာရှိမှကျွန်တော်ကလူကြီးလို့သတ်မှတ်တာအသက်ကြီးတိုင်းလူကြီးလို့မသတ်မှတ်ဘူးပြောချင်တာသိရမလားသူအချိန်နဲ့အချိန်ကောင်ကိုကြည့်ပြီးတော့ယူသိမယူသိစဉ်းစားရမယ်ကွာလှုပ်သိမလှုပ်သိ ကင်သိမကင်သိအကျိုးနဲ့အကြောင်းအဖြစ်နဲ့အပြက်အပြုနဲ့အပြင်းအဲ့လိုမျိုးပဲရှိရမှာပေါ့ဘယ်ရမှာစို့တွန်တွဲနေရမှာကိုချင်းစာတရားဆိုနှစ်ဦးနှစ်ဖက်ကြည့်ရတစ်ဖက်တည်းကြည့်လို့မလို့အဲဂျစီကတော့ဂျစီတို့ဘာလို့ဆိုရင်ဂျစီတို့မနန်းတို့မချုပ်ကန်တို့ဆိုကျွန်တော် AC ပဲအခုကျွန်တော်တင်မဲ့ဟိုဒီ podcast နဲ့စာရေးဆိုရင်အင်္ဂလိပ်လိုကြီးပဲအခုအကုန်လုံးနားလည်ကြမှာပြောချင်တာသိရမလားအင်္ဂလိပ်စာသိရသူကြောင့်နားလည်ကြမှာကွာအဲ့တော့လက်လက်ဘင်းတို့အချို့လူတွေနားမလည်ခါကျတော့ကျွန်တော်သိရှင်းပြကြမလို့တော့အလူနဲ့ပတ်တယ်သိရမလား အဲ့လိုညီတော်သားရတော့မသိအောင်သမီးလည်းဖောင်အဲ့လိုလုပ်လိုက်တာအခုဖိုင်အစ်တက်တက်ထုတ်လာတယ်အလူတရားအလူလိုသဘောမထားပဲနဲ့တချို့ကျတော့ငါငါဆိုတဲ့ဟိုစာယူအရှိတန်းတင်ပြီးတချို့အဲ့လူမဟိုမှာပြန်မသူများဟိုရလာပြီးစတုတောင်းလုပ်တဲ့လူကတက်တက်ရှိတယ်အဲ့လိုလူကတော့တီးတန့်သွားတာတယ်အဲ့လိုမျိုးပဲအပိုင်း ိုင်းနေတော့သွားတာပေါ့နော်အခုလည်းကျွန်တော်တို့ပြောတာပဲလေထက်လာအောင်မဲငလိဒါမဲ့ line တွေဖတ်တယ်ဆိုတော့ application တွေထည့်ထားတယ်ဒါမဲ့သဘာဝဘီအန်နေရမိုးပြုံရင်တယောက်တည်းပြူတာမဟုတ်ဘူးလေကျွန်တော်ရှောင်းလွဲလို့မှမရဘူး ဒါပဲပြင်စင်သားရောသမားတွေပေါ့အသက်ကိုညံဆောက်တယ်ဥစ္စာကိုကန်ဆောက်တယ်ပေါ့ကွာပြောချင်းတင်တာညံလေးနည်းနည်းရှိရင်တော့နည်းနည်းလွတ်မယ်ပေါ့အဲအဲ့လိုပေါ့ဒါပဲဖြစ်သွားတဲ့အချိန်မှာတော့ဆုံးရလို့ကန်တရားနဲ့ပတ်သက်ရင်နှစ်ဖက်ကန်ပေါ့တစ်ဖက်ကန်ပြပေါ့အရှိကန်လည်းပါလာရင်မလွတ်တော့ပါဘူးအခုပထမငလင်လှုပ်သွားလို့ sky villa လို့ပေါ့အောက်ကပြိုလဲပြိုရောအောက်ထပ်ကလူတွေလုံးဝပြေးချင်မရှိဘူးဒါပြောချင်တာငြိမ်သွားတဲ့အချိန်မှာဒူရီယာလူတွေပြေးတဲ့အချိန်မှာလွတ်သွားတဲ့အချိန်မှာနောက်တစ်တုတ်ထပ်လှုပ်တော့အမှထပ်ပြီးအပေါ်ထပ်လူတွေအဲ့လိုမျိုး အဲ့လိုဆိုတော့ငိန်ဝိုင်းချိန်မှာငှက်တစ်ချက်ထုတ်တဲ့သူကြီးကလွတ်အောင်ပြေးတဲ့သူကြီးကတော့လွတ်တာပဲပြောချင်တာဥမာအဲ့ဒါလေသူ့ချိန်သူခါပဲခင်ဗျားကလည်းအကုန်လုံးညံမပေးထားဘူးမင်းရမင်းလုံးမင်းလုံးယူမှမင်းဖြစ်မယ်ဆိုတော့စိတ်မျိုးပဲပြောချင်တာသိရမယ်တိုက်တယ်စတက်တီများတယ်လူကတော်တော်ဆွတ်များရဲ့ဘဝအက်စပက်တီကိုကိုယ့်အောင်ဖြေလျှော့ရတယ်အဲ့တော့ ပဝင်းကျင်လည်းရှိရလူမှုဆက်ဆံရေးနေမှာလည်းတိုက်ခိုက်တဲ့သူကလည်းရှိရတဘာဝဘေးအန္တရာယ်တိုက်ခိုက်တာရှိရလူမှုဆက်ဆံရေးတိုက်ခိုက်တာရှိတယ်ဒီတိုင်းနေနဲ့တိုက်ခိုက်တာရှိရလူဆုံးတိုက်ခိုက်နေကြတဲ့လူရဲ့ရှင်ဆန်နေရတယ်အားလုံးကိုကိုတန်မအောင်နေကြကျွန်တော်တို့တန်မရင်တချို့ဒုက္ခရောက်နေသူတွေထူနိုင်မယ်ထူနိုင်မယ်ဒါလိုပဲတွေးတယ်ကျွန်တော်ကတော့ဘိုင်းအားလုံးကျွန်တော်လုပ်ငန်းတွေအခုကျွန်တော်ကြော်ညာရိုက်ရမယ့်ဟာတွေကြော်ဝဲရှင်ဝဲဟာတွေတခုမှလက်မခံဘူးပတ်စံလူချင်းပြန်အမ်းမယ်လို့ပြောထားပြီးတာကုန်တော့ဒါမဲ့ဖျားပွဲကြီးတွေတချို့ရှင်ပြုတ်ပွဲကြတော့လက်ခံတာရှိရသူတို့လုပ်ပြင်တော့လုပ်ပေးရမယ်အဲ့လိုမျိုးပေါ့ ပြက်လို့မရတဲ့အရာကြတော့ရှိတယ်ကွာဖျားပွဲရှင်သူပွဲကြတော့ငလင်လုံးဝမပေးသိမလဲအတိမတော့သူတို့ဘေးလောက်ပါမလဲပြောချင်တာတော့ဒီချင်းပြုတော့မြန်မာနိုင်ငံပြီးတော့ဆန္ဒရာဒီကပွဲတော်ရှိရတဲ့သူကတိကနိုင်သူကတော့လောက်ကြတာပဲပွဲတော်ကအဲ့လိုပြောအဲ့ဒါလည်းအပြစ်သွားပြောလို့မရပြန်ဘူးသိရမလားဘာသာရေးနဲ့ပတ်သက်ရင်လည်းတချို့ကသူ့ယုံကြည်ရာကိုယ်ဝဲရာရှိတာပေါ့အစွဲတွေအကုန်လုံးကတချို့ကပြည့်ညက်ချက်တွေနဲ့တွားတာပါနေပါလို့ဘာဖြစ်မလဲ ဲဘာပြောလဲကြောက်ကြရင်တွားတာတဝက်ရှိတယ်လို့အမှန်တရားရင်တွားတာတဝက်ရှိတာကျိုးသားကျိုးသားကိုယ့်အကိုကျမ်းမာရေးလဲဂရုစိုက်ကြအကုန်လုံးကျွန်တော်တော့ကျမ်းမာရေးအပြားစားနေအခုတွားဖို့တွားဖို့တော့အခုဒီမှာအားဖြင့်နေတက်နိုင်လို့အဲ့လိုဟိုရောက်ရင်စားအစားတောက်ကကွာကြီးညာလို့လည်းမရဘူးကြုံရစားရမှာကြုံရအိပ်ရမှာဆိုတော့ဒီမှာတည်းကကိုယ့်အကိုကောင်းကောင်းစီယူပြီးခုတုံးတာအဲ့လိုမျိုးပါ ဒါရဲကိုကဆောင်းသွားမှာဒီမှာဓမီမီအကုန်လုံးကိုကလိုအပ်တဲ့အကုန်ယူသွားမှာသိရမလားဆက်ဆက်ရီတွေငယ်ကိုသူပြောမှသူကြောင့်နည်းနည်း line ဘလို့ရလာမရလာမသိဘူးနည်းကြောင်ကြရဲပြိုပြတ်တဲ့နေရာကဲသူမရှိတဲ့နေရာရောက်တယ်ရောက်သွားမှာဆိုတော့လည်းဟိုနေ့ရှိမှာပေါ့ကြောင်ကြမှာပေါ့အဲ့တော့မီးတွေပါအစုံလေးကုန်ယူသွားပြီးတော့ကိုဘက်ကရေပြင်ဆင်သွားမှာပေါ့ကုန်လုံးအားမြပါဦးကျွန်တော်တို့ကံကောင်းဆုံးလူသားတွေပဲဟုတ်တယ်မလား ငယ်လေးလို့တော့ကျွန်တော်တို့ကမသိလဲရအောင်ချို့သူခံစားခဲ့ရတဲ့လူတွေဆိုတော့အဲကျွန်တော်တို့ကအဲ့ဒီတည်းမှာမကန်ကောင်းလို့ဆိုတော့တို့တို့ကျွန်တော်တို့ကန်ကောင်းကြောင်းလေးတွေကျွန်တော်ကန်ရဆွဲခေါ်ရမှာပေါ့တို့တို့တို့ကန်ကန်ကောင်းလာအောင်အကုန်လုံးဟဲ့ဖုတ်ကန်လေးနဲ့ညှပြီးလိုက်အဲအဲ့လိုဖြစ်သွားလို့လေကျေးဇူးတင်တယ်ဗျာတဘာဝတရားကြီးကိုအဲ့ဒါမှလည်းကျွန်တော်ပြိတ္တတွေနဲ့တကယ့်နေရာကြီးရောက်ကြတာနေမို့ဆိုတို့တွေနဲ့တွေ့ချင်တယ်နေတွေ့လို့မရဘူးအဲ့ဒါလည်းရှိသေးတယ်ပြည့်တို့ကျေးဇူးဆက်ပိုင်ဝင်ရလဲမရှိပြန်ဘူးကျွန်တော်မှာတို့ရရပဲယူပြီးစားနေရတော့လေတို့ကျေးဇူးတွေရများတယ်ကိုကအခုမှလည်းကျေးဇူးပြန်ဆက်ပိုင်ဝင်ရှိတယ်အဲ့လိုအဲ့လို မြင်သားလေးလာလို့ရှိရင်သူတို့ဒုက္ခရောက်လို့ရောင်းမှန်းအောင်မသိတော့ဘူးအေးပေါ့အဲ့လိုတခဏတာပျော်ပြေသွားရင်လည်းကျွန်တော်တို့ဒီလိုပဲပြေပျော်ရှင်ရတာပေါ့ပြီးရင်သူတို့ထိုင်းအဲအေးကလေးကတည်းကတင်သွားလိုက်မယ်နဲ့70 75ကီလိုဟိုရောက်လို့ရှိရင်ဘယ်လိုပဲပြေတော့တောက်တဲ့လူအရတော့အေးလေးတောက်ကြပါကြပေါ့အဲ့ရလူလေးလာတိုင်းပြီးကြမှာအိမ်တော်ဦးစားလေးကောက်ပြီးတော့မှဒီကဒုက္ခရောက်တဲ့လူလူမဲအဲ့လိုမျိုးလေးပေါ့ကျွန်တော်စဉ်းစားထားတယ်အမောက်လေးနေပေါ့သူကလည်းသူတော့လေးတိုင်းလေးထောက်ပြီးငယ်လေးကလေးပဲနေရနေရပေါ့ဘယ်လိုပဲနေရနေရ ပြန်ပြန်မဆုံးနိုင်တော့တဲ့သူတို့ဘဝလုံးဝပြတ်သွားတဲ့သူတို့အဲ့လိုသူတွေကိုအဓိကထားပြီးကျွန်တော်တွင်းစင်းပြီးတော့နေ့ရက်တွေကိုလေ့လာပြီးတော့လှူမှာအားကြောင့်ရှင်းရနေတွေကသွားမယ်ကို30နဲ့နေ့ရက်လေ့လာအားရှိတယ်ပြန်လာရမယ်7ရက်နေ့အရောက်ကိုစက်ပေါ့ဘာလို့လဲအခုမှပြောပြမလားဟုတ်ဆက်ပြီးကြ ဟုတ်တွေးလိုက်တာလေအော်လို့ဒီလောက်ဒီနိုင်ငံကြီးပြက်နေရတာမှာသူကဘာဆင်းနေအဲ့လိုလိုလုပ်နေကြတယ်ဆိုပြီးတော့ပြီးတော့စိတ်မကောင်းလည်းဖြစ်တယ်ဒါမှအဝေးရောက်တော့အပြစ်မလာဘူးဒီနိုင်ငံကြီးကတော့တနေ့တော့ကြောက်ခုနေမှာပဲဟိုအဲ့လိုကူညီလို့သူကရောက်တက်နေတာသူညာသိရမလားအာနိုင်ငံသားလူတွေကူညီရတော့ငါတို့ကဈေးကွက်စရာကောင်းတယ်သူကကောင်းရဆိုးတက်တာသိရမလားဈေးအဲမြမာဒီမှာတောင်းတော့တိတ်မလူနိုင်ဘူးဆိုတာသိရတယ်ကွာဘယ်လိုလဲသူနေကြည့်ရတနာတယ်ငါကြည့်ရလဲမျက်ရည်မစင်နိုင်ဘူးဆိုတာဘဝတွေလေကွာပြောချင်တာ မြန်မာနိုင်ငံမှာအလားအလောက်ချီချီတက်နေကြအာယောကမ္ဘာသေးကောင်နားလေကောင်တွေကဒီချိန်မှာကစားမှာပဲသူတို့ကအလုံးမှာပဲဒါမှဘာလို့ခုချက်အခုမှပြောကြလို့ပေါ့ကျွန်တော်ပြပြမယ်နောက်တစ်ခုသတိထားနော်အကုန်လုံးကျွန်တော်ဒီမှာချစ်တဲ့မိတ်ဆွေတွေကျွန်တော်သတိပေးမယ်အကုန်လုံးသတိထားဘာသတိထားလဲဆိုလိုင်းပေါ်မှာနောက်ပိုင်းရွှေတွေလူတွေဝယ်စုဆောင်လာပြီးရွှေတွေအရန်ကြိုက်လာကြပြီးရွှေတွေအယောင်းဝယ်တန်လာကြပြီးဆိုအာကမ္ဘာစစ်ကြီးဖြစ်တော့မယ်ဆိုတာသတိထားတော့တွေ့ရစစ်ကိုကြိုက်တယ်အတိတ်နှစ်ပေါင်းအတိတ်တစ်ပေါင်းနမိတ်ကလည်းရှိတယ်အဲ့ဒီစကားက ရွှေရအရန်ကိုစစ်ကြိုက်တာဟုတ်တယ်လေအခုတော့မနိုင်ငံရေးဘလောက်ပဲဆုံနေဆုံနေရွှေစေးတာတက်ရေအားကြောင့်သတိထားကြအကုန်လုံးနဲ့ပြီးတော့နိုင်ငံရေးရောက်နေကျွန်တော်ပို့ဆိုးရင်လေနိုင်ငံကြီးအညှိုးကြီးတဲ့ခါကျတော့တနိုင်ငံတကန်ထုတ်ရင်မညံသာဘူးဗျာအလုံးကြီးနေနေပဲထုတ်မှာသိရမလားအားကြောင့်ပြောရင်ဆိုးရင်ပါလေစစ်ဖြစ်မှာပဲကြောက်တာစစ်ဖြစ်ကျန်တဲ့အရာတဘာဝတန်နေရတော့ခံနိုင်ပါလေကျွန်တော်လည်းပါရင်ပါတော့တည်နေတည်တော့ပြောချင်တာတော့တဘာဝတန်စီကြီးပြင်ဘူးမကောင်းဘူးတဲ့ဗျာနေရာကအကုန်ကဲနိုင်တော့ဘူးဘူးကလည်းမကဲနိုင်ဘူးမလုပ်နိုင်ဘူးဘာကြီးလာကြီးလည်းအဆင်မပြေဘူးလေ ဒါမှဆက်သွေးရေးနေလဲရွှေရတဲ့နိုင်ငံနဲ့တက်တာမဟုတ်တကဘာလုံးတက်အဲ့ကြောပြောတာလေ worldwide မှာရွှေစည်းတက်လာရင်တတိဒါတော့ကဘာစစ်ဖြစ်တော့မှာ worldwide international worldwide မှာကဘာရွှေစည်းပေါက်စည်းမြင့်လာပြီဆိုရင်အဲ့ဒါကြီးသေးတယ်ဗျာကျွန်တော်တို့မကြခင်မှာစစ်ဖြစ်တော့မယ်အခု၃လနှစ်မဖြစ်တော့တော့၄၅ဆနှစ်အဲ့လောက်မှာဖြစ်တော့မှာကြီးသေးတယ်ပလန်ဆွဲနေရအခုနိုင်ငံနဲ့တက်နိုင်ငံနဲ့ပလန်ဆွဲနေရ ရရငါမအင်သားမသားဒီလိုမျိုးလျှော်ပြလိုက်မယ်မင်းပြီးငါတာတော့မထုမယ်ဆိုဆိုင်ကြီးခင်းလာတယ်တောင်းနေပြောဟုတ်လားကြောက်စရာမဟုတ်ဘူးကိုတို့တန်တမန်ရေးရတယ်ကိုလေးလာတဲ့ခါတော့ကိုကလည်းလည်းကိုမိန်မိတလောက်ညင်နေကြည့်တဲ့ခါကျတော့အမလေးတို့အညိုးတွေကကြောက်ကောင်းတယ်အလေးလေးကျွန်တော်နဲ့စကားပြောရတယ်ကိုလုံးဘူးသူးတာတော့သူ့အနေနဲ့သူရမှာပါဟုတ်တယ်မလားနားလေဝမ်းမှာပါ ကြည့်ကြည့်ချင်းပေါ့ရတယ် heavy ပြောကြည့်နေတာလေအဲ့လိုစကားပြောနေတာကြည့်ရင်ဘာသတိရသေးလားဆရာဆရာလောက်တာသတိရကျွန်တော်အနာကကြုံနေတယ်တင်းညွှန်းကစားပြောင်းလိုက်ခဲ့တာဟုတ်လားကျွန်တော်အနာကကြုံနေတဲ့ကောင်လေဟုတ်လား YouTube ID ကောင်းရောဆရာလောက်တာ YouTube ID ကောင်းရောတပါဝပေး we are the one စားကြပါဦးသမေးစားနေတယ်ဟုတ်ကြပါဦးဘုံရဲ့နောက်ွက် မုတ်ဖက်တုတ်စားတယ်ထမင်းစားတယ်။ဒီကပြီးတော့ကြည့်ရအောင်။ဟဲ့အကုန်တိတ်သွားဟိုမှာကိုခဲရပါရှင်။ကျွန်မတို့လည်းစကားပြောနေတာအကုန်လုံးတိတ်သွားရောမဟုတ်လीသူတိတ်တယ်ဆိုတာလည်းသူတို့နားထောင်ကောင်းလို့နေမှာပါ ူမှန်မဲ့လေမှန်မဲ့လေမမျိုးတို့မမျိုးတို့ကမောင်လေးထက်သာအသက်ကြီးရမောင်လေးလောက်အဲ့လိုဘ ഹു သူတ္တမပြည့်စုံသေးဘူးလေအဲ့ကြတော့ခုဒါမောင်လေးပြောသလိုပဲဘ ഹു သူတ္တတိလိုက်ရတဲ့အတွက်နားထောင်တယ်လေတိရဲ့လူကပြောပြတာအဲ့ပါအဲ့ပါနဲ့ဆိုင်နေတယ်ဗျာအဲ့ဟဲ့ဒီဖြူကကြတော့ခီးတဲ့အာပေါ်ရတာနဲ့ဆိုင်နေတယ်ဗျာအဲ့ဘောကျွန်တော်ကပြောမယ်စ ာတွေ့ရောဘဝတွေ့ရောများသွားတာပေါ့ပြောချင်တာဆိုနှစ်နှစ်သားတည်းတရောင်းသားတတိယကိုကြိုက်တာဘာလို့ပြုတ်ဆောင်ဘူးလားပြောဟုတ်တယ်လေကျွန်တော်ကာရိုက်တာဘောင်းဆိုရုပ်ဆောင်ရတာဆိုတော့လူရဲ့ခံစားချက်ဝေတော်များကျွန်တော်ကငားလေပြာသူများကြီးက30လောက်သိရကြမှာကျွန်တော်က50လောက်တော့စိတ်တွေကိုနားတဲ့တော့နားလေပြီးလို့ရတာပေါ့ဒါပေမဲ့သို့တော့အလုံးစုံသိရဆိုတော့ကျွန်တော်တို့ကမရှိနိုင်ဘူးလေ အလုံးစုံသိတာကျွန်တော်တို့ဖျားရရလည်းကျန်တဲ့လူမသိဘူး။အဲပြောချင်တာအဲ့လိုမျိုးပေါ့။အဲ့တော့လူစိတ်ကိုကျွန်တော်အလုံးစုံမမြင်အောင်ဒါပေမဲ့တစ်ခုတော့ရှိတယ်။လူတွေကဒီနေ့နဲ့မနေ့ပြန်တော့မတူတာတော့အမှန်ပဲ။ဒီနေ့တက်မနေ့ပြန်လည်းပိုကောင်းကောင်းနဲ့စိတ်ကဒီနေ့တစ်မျိုးမနေ့ပြန်တစ်မျိုးလည်းပြင်ပြသွားတယ်။အဲ့လူစိတ်ကခံမှန်းခဲ့တယ်။ကျွန်တော်ရအရင်တစ်မျိုးထဲထားတာစိတ်ကိုပြည့်မလား။အတက်လိုက်တော့မနေ့ပြန်နိုးလိုက်တော့မှခဏလေး Hello ဟုတ်တယ်မင်းကြီးလားမင်းဟုတ်တယ်ဟုတ်တယ်တောင်းရင်လို့ပါ ော်ပြောပါခင်ဗျာဟုတ်ကဲ့ခင်ဗျာ